โอเคပါဒီအပင်လေးကတော့ကျွန်တော်ရဲ့ခြံလေးမှာရှိတယ်เนาะတန်ဖယူပင်လေးဖြစ်ပါတယ်အတီးတွေပြုတ်လိုက်ပြုတ်လိုက်အများကြီးပါပဲဒီမှာနော်အဲ့တော့အိမ်လာရင်တော့ကိုယ့်ကိုခိုးပြီးတော့မှကိုယ့်ကိုဖြောတတ်ရုံပဲဖြစ်တယ်ဩမာဒီရပြုတ်လိုက်တယ်ဘယ်မှာလဲ င်လာရင်တော့လာလဲမဆွဲတော့ဟိုလက်လက်ဆက်ဆက်ဟိုကနေဖြစ်ပါတယ်လက်လက်ဆက်ဆက်ခူးပြီးတော့မှစားလေးထည့်မလားတကြားလေးချိုချိုလေးထည့်မလားကြိုက်သလောက်ကိုကြိုက်သလောက်ဟုတ်မှာနော်ဒီတွေပြုတ်လိုက်ပဲအော်ဒီမှာရေးပေါ်မှာမနိုင်ဘူးမရှိသေးတယ်ဟိုအောက်ထဲမှာ အော်ဒီမှာဒီမှာတော့နဲ့ဝင်းတောင်ဝင်းနေပြီနော်ဒါဆွဲနဲ့ဖြောလိုက်ရင်အလွန်ကောင်းဘလောက်မောမောချက်ချင်းခွန်အနဲ့ပြည့်စေတဲ့တန်ဖယိုးဖြစ်ပါတယ်လို့ဒီမှာဒီထဲမှာမောတော့ပုံးနေတာဒီမှာဒီဒီထဲမှာအသေးလေးလေးဟိုမှာဒီမှာကျတော့ပြုတ်လိုက်နော်အနံ့မွှေးနေပါ ြောင်းမပြောင်းမဒီမှာ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 နော်ဟိုဒီမှာထမ်းပါကြည့်လိုက်ပဲမရှိသေးတော့ဟောဒီမှာအောက်ထမ်းပါနော်ဒီမှာမြင်အောင်နိုင်ကမနိုင်တော့မခံရဒီမှာဟောအထဲဒီမှာအဲ့ဒါရှာရွာဟောဒီမှာအကျော်တည်းနဲ့ဖုံးနေတာဟောအထမ်းပါနော် โอ้อถามาละเลยจ้ะเนาะไอ้มาละเลยเนาะอภิญญาเนี่ยฉิชิ้นคูပြီးတော့ฉิชิ้นဖြောတိုက်มาဖြစ်တယ်มาជីပေါ့ဒီជីมาโอ้โอ้โอเคมาเข้ามาละเนี่ยมาตีอ่ะတော့ဒါမှာยาวแล้วไม่ยาวมั้ย နော်လာတဲ့လူတွေတောက်ဖို့ဖြစ်ပါတယ်လာလေတဲ့လူတောက်ဖို့ဖြစ်ပါတယ်ဒီမှာပြုတ်လိုက်တယ်နော်ဒီမှာဒီကောင်ကကျတော့ကြီးပြီးတော့မှခွန်နည်းနည်းထူတယ်နော်ဒါမှရှိသေးလားဟောဒီမှာတချို့ကခူးထားပြီးဒါမှရှိသေးလားဟောအောက်ထဲ ပါပါလေအော်ဒီမှာအောက်ထဲမှာရှိတယ်ဒီမှာဒီမှာပုံးနေနော်အဲ့တော့သူနဲ့တန်းနေသူပေါ့သူတောက်ချင်တဲ့သူအတွက်သူပုံးနေရှင်မှာပေါ့အဲ့လိုရှိပါလေဒါကြောင့် ဒါကမင်းလူသေးတယ်အချိန်မီသေးတယ်လူသေးတယ်ဆိုတော့เนาะအဲကြောင့်လာလေကြဖို့ဖိတ်ခေါ်ပါတယ်လို့တီပင်လေးကเนาะသူကတီးတဲ့ခါမှာသူတပားအတွက်လူတွေအတွက်အကျိုးရှိတယ်တရိษံတွေတက်ရှိတွေပေါ့เนาะသူတို့အတွက်အကျိုးရှိတယ်ဒီတိုင်းပါပဲပေါ့ကျွန်တော်တို့ယုံကြည်သူတွေဟာလေယေရှုခရစ်တော်က ဝိညာဉ်အတီးတီးဖို့အတွက် ကျွန်တော်ကိုခေါ်ထားတာဖြစ်ပါတယ်နော်အဲ့တော့ဝိညာဉ်အတီးတီးရင်ဘာဖြစ်တယ်လဲဆိုတော့နော်ဝိညာဉ်အတီးရဲ့အကျိုးကျေးဇူးကဘာလဲဆိုတော့ချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းကျေးဇူးပြုချင်းကောင်းမဲ့ချင်းတစ္ဆာဆောင်ချင်းဟာလားပြီးရင်နုညတ်တိမ်မှုချင်းကမ္မကုံချုပ်ထီးချင်းဆိုပြီးတော့မှနော်တွေ့ရတယ်ဝိညာဉ်အတီးကိုမျိုးပေါ့ အဲ့ဒီကုမျိုးကြည့်တဲ့ခါမှာနော်ဟိုသူသဘာအတွက်အလွန်မင်္ဂလာရှိတယ်ဆိုတော့တွေ့ရတယ်နော်ဒီပင်လဲအတီးများစွာတီးတဲ့ခါမှာများစွာတော့တရှိတရဝါတွေအတွက်အကျိုးများစွာရှိတယ်ဆိုတော့တွေ့ရတယ်နော်အဲ့တော့ဝိညာဉ်ဒီကုမျိုးရှိရင်တော့ကိုယ့်ရဲ့မိသားစုမှာလဲကိုကိုရိုင်းညင်သက်ခြင်းဝမ်းမြောက်ခြင်းရှိမယ်ဟုတ်လားဟိုကိုမိသားစုမှာတော့လည်းကောင်း ကိုယ့်ရဲ့တင်းတော်မှာတော်လကောင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်နိုင်ငံမှာနော်မိမိအဖြစ်လူတွေကောင်းကြီးဖြစ်မှာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့ဆက်ပြီးကျွန်တော်ဒီအပင်လေးနဲ့ခွားပေးချင်တာကတော့အဲဝိညာဉ်အတိတ်နိုင်ဖို့အတွက်ဟာလာကျွန်တော်တက်တာမှာနှစ်စဉ်တက်တာမှာရွေးချယ်စရာနှမျိုးရှိပါတယ်တစ်မျိုးကတော့ဇာတိပဂရိတိုင်းအသက်ရှင်မလားနောက်တစ်မျိုးကတော့ဝိညာဉ်ပဂရိတိုင်းပဂရိတိုင်းအသက်ရှင်မလား ဆရာကတော့ကိုယ့်ရဲ့စိတ်ကြိုက်ကိုယ့်စိတ်အလိုဆန္ဒတိုင်းအသက်ရှင်မလားဖျားသခင်အလိုတော်တိုင်းအသက်ရှင်မလားဒါအစဉ်ရွေးချယ်မှာဖြစ်တယ်ရှင်ပေါလုကတော့ဝိညာဉ်ပဂရိတိုင်းအသက်ရှင်ပါအဲ့ဒါဆိုရင်တော့ဇာတိပဂရိကိုမကျင့်ပဲနေကြမယ်တဲ့အဲ့ဒါဆိုရင်တော့မြတ်စွာဘုရားအတိအသင့်မယ်လို့ပြောပါတယ်ဒါကြောင့်ဒီနေ့စပြီးနော်အဲဝိညာဉ်ပဂရိအကျင့်ကိုကျင့်ကြစို့လို့ပြောကြရင်လည်းနေခုတ်ချုပ်ပါတယ် အားလုံးကိုဘုရားခင်ကောင်းချီးပေးပါစေအာမင်